နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတည့်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အော်ဒူဘာလာ၅ရက်တနင်္ဂနွေနေ့ ကောရိန္သုဝါဒစာပထမဆုံးခန်းကြီး30နဲ့အငယ်27မှ26မျက်စိကတင့်ကိုငါအလိုမရှိဟုလက်ကိုမဆူရ။ထိုနည်းတူဥကောင်းကတင်တို့ကိုငါအလိုမရှိဟုခြေတို့ကိုမဆူရ။လူများမကအာနေဟန်ရှိသောအင်္ကာတို့သည်တာ၍အသုံးဝင်ကြ၏။အတရေနေဟန်ရှိသောအင်္ကာတို့အားလည်းတာ၍ကြီးသောအတရေကို ပေးတတ်၏။တင့်တယ်ခြင်းမရှိသော အင်္ကာတို့သည်တာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏တင့်တယ်ရရှိသောအင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုချကိုခန္ဓာ၌အချင်းချင်း क्वे ပြားခြင်းမရှိဘဲအင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုနှင့်အမျှတတိပြုစေခြင်းကယာသခင်သည်ကိုခန္ဓာကိုမျှစေ၍ရုပ်သော အင်္ဂါအားတား၍များသောအတ္တီကို ပေးတော်မူ၏သူဖြစ်၍အင်္ဂါတစ်ခုသည်ဆင်းရဲခြင်းကို ခံရလျင်အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏ အင်္ဂါတစ်ခုသည်ချီးမြှောက်ခြင်းကိုခံရလျင်အင်္ဂါအပေါင်းတို့သည်အတူဝမ်းမြောက်ရကြ၏ထန်းရွက်ဆရာဝန်ချင်းတို့ကိုအချင်းချင်းကူညီ၍ထန်းရွက်တော်အဖြစ်ခရစ်တော်၏တရားကိုကျင့်ကြလောဂလာတိဩဝါဒစာခန်းကြီး6ခန်းငယ်1စာနာထောက်ထားသောနာကျင်မှု ကျမ၏လက်သကြွယ်ထိခိုက်ဒဏ်ရာရပြီးနောက်ပုံမှန်အတိုင်းပြန်ဖြစ်ရင်လပေါင်းများစွာ နာကျင်မှုကိုခံရလိမ့်မည်ဟုကျမထင်ခဲ့သည်။လိုအပ်တော်လိချင်းငယ်များလှူဆောင်စဉ်ကာလတွင်၎င်းနှင့်နီးကပ်သည့်လက်တန်းလေးကတထုပ်ထုပ်ထိုး၍နာလာသဖြင့်ဆရာဝန်ထံသွားပြရာဆရာကထောက်ထားဆနာတော်နာကျင်မှုပါဟုပြောပြသည်။လက်တန်းနှင့်လက်သကြွယ်ကြားဆက်သွယ်လျက်ရှိသည့်အာယုံကြောလေးများသည်တစ်ခုနှင့်တစ်ခုအမိသည်ဟဲပြုတ်နေပြီး လက်ချောင်းတစ်ချောင်းနာကျင်ပါကအခြားတစ်ချောင်းမှာစာနာသောအဖြစ်လိုက်၍နာကျင်တတ်သည်တမှုထူးလျက် တလုံးတဝရဖြစ်သောဘုရားသခင်၏လူများကို တမန်တော်ရှင်ပေါလုကလူခန္ဓာကိုဖြင့်ရုပ်လုံးဖော်ခဲ့သည်ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး၁၂အခန်းငယ်၂၁မှ၂၆တွင်ရှင်ပေါလုကကျမ်းမာကောင်းမွန်စွာပတ်လည်လှူရှားနေသည့်ပင်မကိုယ်ထည်ဖြစ်စီရန်အစိတ်ပိုင်းတစ်ခုချင်းစီသည့် မိမြအရေးပါတက်မိုးရှိသည်ကိုခွန်အားပေးလျက်ကျမတို့တဦးနှင့်တဦးချိတ်ဆက်ထားပါကစီလမှုကိုရရှိမည်ဆိုသည့်အချက်ကိုဆောင်ပေး၍မိန့်ကြားခဲ့သည်။ထို့ဖြစ်၍အင်္ဂါတစ်ခုတည်းစီရင်ခြင်းကို ခံရလျင်အင်္ဂါအပေါင်းတို့သည်အတူခံရကြ၏။အသင်းတော်၏အပြန်အလှန်ချိတ်ဆက်ရှိနေမှုနှင့်ပတ်သက်၍ရှင်ဘောလူ၏ဖော်ပြချက်ကကျမတို့သည်ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြရနှင့်ထမ်းရွက်เสียဝန်ချင်းတို့ကို အချင်းချင်းကူညီထမ်းရွက်တဲ့ကြောင်းဤကျမ်းချက်များကထင်ဟပ်ဖော်ပြနေသည်ယင်းနေ့တရားကိုတရားနှုတ်ဆက်ရင်လက်ကမ်းပေးလိုက်ခြင်းသို့မဟုတ်ဧည့်သည်အတွက်အစားအသောက်ပြင်ဆင်ရင်ဇွန်းကင်လိုက်ခြင်းတွင်ကျမ၏လက်တကြွယ်နှင့်လက်သက်နှချောင်းနာကျင်သည်ကိုတတိထားမိသည်ကျမတို့၏ခန္ဓာကိုယ်ရှိအစိတ်ပိုင်းအားလုံးသည် အတူတကွနာကျင်မှုကိုဖော်ပြပြီး ကျမ်းမာလာအောင် အတူအားဖြင့်လှုပ်ဆောင်ကြသည် ကိုယ်တော်ဤဝိညာဉ်ခန္ဓာတည်းဟုသောအသိတော်၌ ထောက်ထားဆာနာသောနာကျင်မှုအဖြစ်အချင်းချင်းချိတ်ဆက်ထားရန်လိုအပ်မှုကို ဖော်ပြသည့်အတွက်ဖျားသခင်အားကျမကျေးဇူးတင်ပါ၏နောက်နှစ်ဖက်အားဖြင့်ခံခန့်စီရည်အတွက်အခြားသူတို့အနေနဲ့အတူဆင်းရဲခံရန် ဖျားသခင်တင့်အားမြေကဲ့သို့ဖိတ်ခေါ်နေသည်နိ။တင်းနှင့်အတူအခြားသူများကမြေကဲ့သို့ဒုက္ခခံစားနေသည်နိ။ချစ်တော်အဖဖျားကျွန်ုပ်တို့အားလုံးခံခက်အားပြည့်စည်ရေးအတွက်မြေကိုမောင်နှမများနှင့်အတူဒုက္ခဆင်းရဲခံရန်ကိုရောဤဖိတ်ခေါ်မှုကိုလက်ခံကြိုဆိုနိုင်ရန်မဆတော်မူပါ။သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏။အာမင် နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။